ဟိုတရားယုံကလည်းဒီဟာအလွယ်တကူအဆုံးဖြတ်ပြီးလို့မရဘူး။ဒါတော့ဟိုရှင်းရင်းပြောရင်တော့နေပြီးတော့အတွက်အမှုအတွက်ကိုဒီအမှုလေးတွေနဲ့အာယူရသဘောလိုပဲကျွန်တော်အဲ့လိုမြင်ပါတယ်။ရွေးကောက်ပွဲမှာကြောက်တမ်းမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်တဲ့ပြည်တော်စုဝန်ကြီးဦးအောင်မြင့်ဟာမဲဆွယ်စည်းရုံးရေးကာလအတွင်းမှာသူ့ကိုမတရားတားဆီးကန့်ကွက်ပါတယ်ဆိုပြီးပုံမှန်၃နှစ်တည်းနဲ့ NRD အနိုင်ရအမတ်ဒေါ်အေးမြမြမျိုးကိုတရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့ရုံးချင်းမှာတော့တရားစွဲဆိုထားတဲ့အမှုတွဲ16ခုတွေကဆက်ဆက်ပုံမှဖြစ်တဲ့ပုံမှ193ကိုတရားရုံးကပယ်ချလိုက်ပါတယ်။ရွေးကောက်ပွဲမှာပါဝင်တဲ့သူတွေ၊သူ့ပါဝင် ရှင်ပြိုင်တဲ့သူတွေနဲ့ကူညီတဲ့သူတို့အမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတာကိုစိတ်မကောင်းဘူးလို့ဒေါ်အေးမမမျိုးကပြောပါတယ်။နော်အမှန် ော့နိုင်ငံရေးကိုမလွယ်မန်းသိရတဲ့နဲ့ဒီအပြောင်းအလဲမှာစနစ်အပြောင်းအလဲမှာအားထုတ်မှန်တယ်လုပ်ခဲ့တာအရာရာရင်ဆိုင်မယ်ဆိုဆုံးဖြတ်ထားတဲ့သူတွေမတို့တော့ဒီကဘာမှမှုစရာအကြောင်းမရှိတဲ့အမှုပဲတို့ကဒီချက်မကရင်ဆိုင်ဖို့တဲ့အစီအစဉ်ရှိနေတဲ့သူတွေဒါပေမဲ့တာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေအများကြီးရှိတယ်ပေါ့နော်အမှုတွေကအများကြီးဆိုတော့ဒီနေ့ဆိုတော့လေလာရတယ်အားလုံးလာရတယ်အဝေးရနေလာရတယ်ဝေကျေးတွေကုန်တယ်အလုပ်တွေပြတ်ရတယ်ဒီအောင်လာရင်ဆိုင်ရတယ်ဆိုတော့အဲ့ဒီအတွက်တော့ဒါစိတ်မကောင်းဖြစ်တယ်သူတို့အတွက်စိတ်မကောင်းဖြစ်တယ်ပေါ့နော် ဒီမှုနဲ့ပတ်သက်ပြီးရှေ့ဆက်ဘာလို့မလဲဆိုတာနဲ့ဘလို့စ조사ပန်းစားကူညီပေးမလဲဆိုတာကိုတရားလွှတ်တော်ရှေ့နေဦးအောင်သိန်းကပြောပြမှာပါကျွန်တော်မူအနေနဲ့ကတော့ဒီဒေါ်အေးမြတ်မြတ်မျိုးတွေကအခြားရွေးကောက်ပွဲဥပဒေတရားဆွဆွဲခံရပြီးအမှုတွေကိုဟိုလိုက်ပါဆောင်ပြီးကျွန်တော်အနေနဲ့တော့အားရှိတယ်လို့ပဲပြောချင်ပါတယ်နော် ဆိုတာအမှုကတော့သူတို့တီဆောက်တယ်အဲသူတို့တီဆောက်တာဘလောက်ပြီးတော့ခိုင်မခိုင်ဆိုတာကျွန်တော်ရဲ့ခြေဖြက်မှုပေါ်မှာလည်းအများကြီးမူကြည့်ပါတယ်နော်ဟိုတရားရုံးကလည်းဒီဟာအလွယ်တကူအဆုံးဖြတ်ပြီးလို့မရဘူးဒါတော့ဟိုရှင်းရင်းပြောရင်တော့နေပြီးတော့အတွက်အမှုအတွက်ကိုဒီအမှုလေးတွေနဲ့အာယူရတဲ့သဘောလိုပဲကျွန်တော်အဲ့လိုမြင်ပါတယ် ကျင်းမှုဆိုင်ရာဥပဒေပုံမှန်၃လေးတင်းနဲ့တရားစွဲဆိုထားသလိုမဲယုံမှုနဲ့မဲယုံဆောင်ဝန်ထမ်းတွေကိုလည်းရွေးကောက်ပွဲဆိုင်ရာ ပုံမှန်59ကငယ်59စာလုံး59ဇာခွဲပုံမှန်50ခွန်ပုံမှန်58ကာကြီးစတဲ့ပုံမှန်တွေနဲ့အမှုတွဲ16မှုဆွဆွဲထားတာဖြစ်ပါတယ်ရွေးကောက်ပွဲအပြီးအနိုင်ရကိုယ်စားလှယ်တွေကျင်ညာတဲ့အချိန်၆တန်းမြို့နယ်ကနေဝင်ပြိုင်ကြတဲ့ပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်ကို NLD အမတ်ဒေါ်အေးမြမြမျိုးကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။